မိုက်ခရိုကင်းထောက် drone တွေစစ်ကောင်စီတပ်ကအသုံးပြုလာကြောင်းသိရပါဗါဒအာနာသိန်းစစ်ကောင်စီတပ်ကစစ်ဘက်သို့မိုက်ခရိုကင်းထောက် drone military micro drone တွေကိုအသုံးပြုလာနေတယ်လို့မြန်မာစစ်ဘက်ရေးရာနဲ့လုံခြုံရေးရာလိလာရေးဖွဲ့ MDSI ကထုတ်ပြန်လာပါဗါစစ်ကောင်စီအမှတ်3စစ်အခြေခံလက်ကျင့်ရတဲ့ drone ကင်တွေအသုံးပြုမှုတင်နာမှာဒီ drone တွေအသုံးပြုဖို့လက်ကျင့်တင်ကြားပေးနေတာတွေရှိနေတယ်လို့သိရပါဗါစကတ္တသုံးမှာ တရုတ်နဲ့ရုရှားတို့ drone အမျိုးအစားတော်တော်များများဝယ်ယူပြီးလက်ကျင့်တင်ကြားပေးနေတာ Gintrau drone တက်ခါရေး drone အမျိုးအစားဆိုမယ် Gintrau drone ထဲမှာလက်သီးစုပ်အရွယ် micro drone တွေလည်းပါတယ်လို့တက်တွင်းသတင်းရင်းမြစ်တူရဲ့ပြောဆိုချက်ကိုကိုးကားပြီး MDSI ကပြောပါတယ် drone တင်တန်းသားတွေကိုမနေ့ပိုင်းမှာ drone လက်တွေ့ကင်တွေအသုံးပြုတာနဲ့ညပိုင်းတွေမှာစာတွေ့တင်ကြားမှုတွေနဲ့ပေါင်းစပ်ပြီးစနစ်တကျတင်ကြားတာတွေလှုပ်ဆောင်နေတယ်လို့ဆိုပါတယ်ဒါအပြင် ပြည်သူစစ်မှုထမ်းတင်နန်းကဤပညာအခြေခံရှိသူတွေကိုပါထုတ်နှုတ်ပြီးလက်ကျင့်ပေးနေတယ်လို့သိရပါတယ်စစ်ကောင်စီတပ်ရဲ့ drone တင်နန်းတွေမှာ DJI Gintok drone တွေ Hotel Gintok drone တွေ VTOL Fixed Wing UAV Quadcopter နဲ့ Helicopter တက်ခါရေး drone တွေ Delta Wing Suicide drone တွေရပါဝင်အမျိုးအစားများပြားဝေယူပြီးဤပြတွေရပါဝင်တင်နန်းသား200ဝန်းကျင်ခန့်နဲ့နေ့စဉ်လက်ကျင့်ပေးနေတယ်လို့ MDSI ကထုတ်ပြန်ထားပါတယ် drone နဲ့ missile ဒုံးပညာများလေ့လာရန် ဘယ်လာရုစ်ရောက်ပညာသင်များကိုစစ်ကောင်းဆောင်ကပြောကြောင်းတီးရပါတယ်။အာနာသိန်းစစ်ကောင်းဆောင်ဗိုလ်ချုပ်မူကြီးမင်းအောင်နိုင်ကဘယ်လာရုစ်နိုင်ငံတွင်ပညာသင်ကြားနေသည့်စစ်အရာရှိများနဲ့တွေ့ဆုံခဲ့ပြီးဒရုန်းနဲ့ပတ်သက်သည့်ဤပညာများမစ္စလ်ဤပညာများလေ့လာကြရန်မှာကြားခဲ့သည်ဟုတီးရပါတယ်။ဗိုလ်ချုပ်မူကြီးမင်းအောင်နိုင်သည်ယမန်နေ့ညနေပိုင်းတွင်ဘယ်လာရုစ်နိုင်ငံရှိပညာတော်သင်သင်တန်းသားစစ်အရာရှိများကိုတွားရောက်တွေ့ဆုံခဲ့ပြီးပြောင်းလဲတိုးတက်နေသည့်ဤပညာများကိုလည်းစင်စစ်မပြတ်လေ့လာအားထုတ်သွားကြရန်ဒရုန်း မစွမ်းဤပညာများလေ့လာကြရနဲ့နိုင်ငံတော်နဲ့တက်မတော်ကိုတစ္ဆာစောင့်တည်ရမှာကြားခဲ့သည်ဟုစစ်ကောင်စီဝါဒဖြန့်မီဒီယာများတွင်ဖော်ပြပါသည်လက်ရှိတွင်နိုင်ငံအနှံ့တပ်ပွဲများ၌စစ်တပ်ကအစစ်မြင့်ခန့်မီဒရုန်းများကိုကြဲကြဲပြန့်ပြန့်အသုံးပြုနေကြောင်းသိရပါသည်ထို့ပြင်စစ်ကောင်ဆောင်ကရွေးကောက်ပွဲပြန်လည်ကျင်းပ၍လွှတ်တော်ခေါ်ယူဆောင်ရွက်ခြင်းသည်နိုင်ငံရေးအရအကောင်းဆုံးဖြေရှင်းခြင်းပင်ဖြစ်ပြီးလွတ်လပ်၍တရားမျှတသည့်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကိုမကြမီကျင်းပသွားမည်ဟုလည်းပြောကြားခဲ့ပါသည်